လာစင်တော်တထုတ်ကိုခိုးမိရာကနေ1600လတတိကြခဲ့ရတဲ့ကောင်မလေးအမေဖြစ်သူကတမီးနာမည်နဲ့ဝန်သိန်း900အထိတောင်ချီးခဲ့လို့ဘဝကိုရုန်းကန်ပြီးတော့အကျွေးဆက်နေရတဲ့ကောင်မလေးဝါနာပါတဲ့တတော်စောက်လုပ်ကိုလုပ်ရင်းနဲ့မထင်မှတ်ပဲနဲ့တထေးပြစ်သွားတဲ့ကောင်မလေးအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇေဘလော့ကဇေခန့်မင်းပါကျွန်တော်အခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့ Mr. Ingonitio ဆိုတဲ့ဇက်ကားအကြောင်းလေးကိုမိတ်ဆက်ပေးခြင်းလို့ပါယခုကောပြောပြပေးမယ့်ဇက်လန်ပုံစံလေးကတော့ thriller romance crime ဇက်လန်မျိုးစားလေးပဲဖြစ်ပါတယ် ဆက်လန်လေးကြောင့်သွားလိုက်အောင်ဆက်လန်လေးကိုကျွန်တော်နည်းနည်းလေးပြောပြစင်းလာတဲ့မိသားစုကနေစင်းသက်လာပြီးတော့ငငယ်ကလှဆင်တုံးတထုပ်ကိုခိုးမိရာနေလူငယ်ထိမ့်ထိမ့်စခန်းမှာ6လထိနေခဲ့ရပြီးတော့အမေဖြစ်သူကသူ့နာမည်နဲ့အကျွေးဝန်3900ချီခဲ့လို့ဘွားကိုပင်ပန်းခတ်ခဲစွာနဲ့အကျွေးဆက်နေရတဲ့ကောင်မလေး game ရောင်းရံရောင်းရံဟာဂါဆောင်လူငယ်စုပိုင်ရှင်ဂါယောင်းဟူရဲ့တတ်တော်သောဖြစ်ဖို့ကိုအခက်အခဲပေါင်းမျိုးစုံကိုကြော်ဖြတ်ပြီးတော့တတ်တော်သောဖြစ်လာခဲ့ပါတယ် နာမကျန်းဖြစ်နေသူဥက္ကဋ္ဌဂါဆောင်ဟာမင်းသမီးကင်အောင်ရန်ကိုစာကြောအိမ်တော်ကြီးတခုကိုကမ်းလှမ်းကကုမ္ပဏီရဲ့အမွေဆက်ခံမှုနဲ့ပတ်သက်ပြီးတော့တမီးဖြစ်သူကနိုင်ငံသားမှာတတ်ခံလိုက်ရလို့ပိုင်ဆိုင်မှုတွေကိုမိန်းမဘက်ကပါလာတဲ့တာသမီးတွေကိုမပေးချင်တာကြောင့်တတ်တော်ဆောင်မလေးကိုယူလိုက်ပြီးတော့ဂျူမာတွေရဲ့ရန်ကနေကာကွယ်နိုင်အောင်၃လတီတီဘူစင်မီဆိုတဲ့နာမည်နဲ့ရွာလေးတူရောင်မှာအရင်ကမှကျင်နာတနာတက်တဲ့မူဂျိုကျောင်းဆယ်မလေးတယောက်နဲ့နေထိုင်နေပြီးတော့ရွာတော်တော်များများအဆယ်မီကိုချစ်ခင်ကြပါမိမယ်လေဆယ်မီရဲ့အတန်းနဲ့အတန်းသားရဲ့အဖေဖြစ်တဲ့မင်းသားဂျွန်ဒုံမင်ကတော့ ောမတင်ငါဖြစ်နေခဲ့ရတယ်။တမီတရားကမင်းသားရဲ့မတင်ငါမှုတွေကနေလွတ်မြောက်သွားမလား။ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုစိတ်ဝင်စားတော့ကြည့်ရမယ်။ဆက်လန်လေးပဲဖြစ်ပါတယ်။စောင့်နေနေနဲ့လည်း Vincent ဆို Our movie တွေကမင်းသမီးဖြစ်တဲ့မင်းသမီး Jam Yu Bin You are the apple of my eye တွေကမင်းသားချင်းအောင်နဲ့ခြားတယောက်ဆောင်များစွာလဲပါဝင်ထားပါတယ်။တဲ့လီကတော့စတင်မာလာ29ရက်နေ့ကနေထုံလင်းပြသခဲ့ပြီးတော့အပိုင်းနေ12ပိုင်းပါရှိပါတယ်။အခုလက်ရှိကတော့4ပိုင်းထိပြသထားပြီးပါပြီ။ အပတ်စဉ်တနင်္လာနေ့အင်္ဂါနေ့တိုင်းမှာထုတ်လင်းပြသမှာဖြစ်တဲ့အတွက် channel မှာတို့ကျွန်တော်ရဲ့ channel မှာလည်းကျွန်တော်ထွက်တိုင်းနဲ့တင်ပြမှာဖြစ်လို့တွားကြည့်လို့ရပါတယ်။ INDB နေနဲ့ဆိုလည်း9 by 1အထိတော့ရရှိလာတဲ့စကားကောင်းလေးတကားဖြစ်ပါတယ်။ကဲမင်းသားမင်းမီးချောမှကြည့်ချင်တဲ့သူဆိုလည်းဒီကားလေးတကြည်ပေါ့မင်းသမီးကလည်းချောတယ်မင်းသားကလည်းချောတဲ့အတွက်မင်းသားမင်းမီးချောမှကြည့်ချင်တဲ့သူဒီကားလေးတကြည်ပြီးရောလှိုးဝက်ဆက်ဆန့်လေးနဲ့အရင်ကမှကြည့်လို့ကောင်းတဲ့စကားလေးလည်းဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီကားလေးကိုကြည့်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အတွက်ကျွန်တော်ကတော့ကြိုက်တယ် အစပိုင်းမှာလည်းစိတ်ဝင်စားမှုတွေနဲ့သူကရိုက်ပြရတဲ့အတွက်အခုဆိုရင်လည်းဒီအပိုင်းလေးမှဆိုလဲဗျာကြည့်လို့ကောင်းပါလေရွာရောက်သွားပြီလေရွာမှာလည်းသူ့ကိုဘယ်လိုမျိုးအဲ့လူဆိုးတွေကဘယ်လိုမျိုးလိုက်ရှာကြမယ်ဘယ်လိုမျိုးမိကြမယ်ဆိုတော့ပေါ့တိတော့လားအဲ့မှာမကောင်းတဲ့လူတွေကတော့ဘုံကြီးနေဗျာမကောင်းတဲ့လူတွေကဘုံကြီးချင်းမှမှသူဘယ်လိုမျိုးရှင်သန်သွားမလဲပေါ့မင်းသားရောသူ့ကိုလက်ခံမလားပေါ့မင်းသားလည်းမြင်တာနဲ့ဘယ်လိုပြောဟိုဒီကောင်မမဟုတ်ဘူးဆိုတော့သူကတိနေပုံစံလိုက်ပြီးတော့စုံစမ်းနေတဲ့ကောင်ပေါ့အဲ့လိုမျိုးပုံစံမျိုးပေါ့ဗျာ ဒီကားလေးကိုတွားကြည့်ပါကြည့်လို့ကောင်းပါရဲ့စက်ကဘာမှကြီးကြီးမရှိဘူးဆိုဂျင်းနီရဲ့ကားတော့ကြည့်ပြီးတဲ့လူဆိုတော့ဒီကားလေးကိုတွားကြည့်ပါအဲထုတ်လွှင့်နေတဲ့နေရာမှာတော့ဒီကားလေးကောင်းလို့ကျွန်တော်ပြောပြပေးလိုက်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါကျွန်တော်ဗီဒီယိုလေးကိုကြိုင်နေတတ်တယ်ဆိုရင် like and share လေးလုပ်ခဲ့ပေးကြပါဦးနောက်ဗီဒီယိုမှာပြန်လည်းအဆုံးလေးကြမယ်နော်ဘာကားလေးကြည့်ခြင်းလဲပြောခဲ့ပါကျွန်တော်ပြောပေးပါမယ်